အလုံးမမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးသုံးသက်ချက်ကနေပြီးပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်ပေါ့နေလေးတနေ့ဖြစ်ပါလို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ညမှာဒါကြောင့်ဒီကျွန်တော်ဒီနေ့အပေါ့ဒီနေ့ညကပါမှာစော်ွားတယ်ဒါကျွန်တော်တို့ နောက်ပွဲတပွဲဖြစ်တဲ့တာမြန်မာစံတော်ချိန်10နိုင်တူမှာပဲကန်သွားတဲ့ပွဲတပွဲဖြစ်တဲ့ Northern Force အသင်းနဲ့ Manchester City ပွဲစဉ်မှာတော့ Manchester City အသင်းကတော့ Wembley မှာဒါကျွန်တော်တို့ Northern Force ကို2ဂိုးကိုမရှိဆိုတဲ့ရလနဲ့အတူဒါကျွန်တော်တို့အနိုင်ရပြီးတော့ဒါ FA Flat Final ကိုတက်လှမ်းသွားခဲ့ဖြစ်ပါတယ်အဲ့တော့ FA Flat Final မှာဒါ Manchester City အသင်းကတော့ Crystal Palace အသင်းနဲ့ဒါကျွန်တော် FA Flat Final မှာပဲဟိုဆို Wembley မှာပဲဆက်လက်ပြီးတော့တွေ့ရမှာဖြစ်တယ်ပေါ့အဲ့တော့ Manchester City ပြည်သက်တွေအတွက်ကလက်ရှိမှာဒါကျွန်တော်တို့ ၃နှစ်ဆက် FA Plus Final ကိုတက်ရောက်ခဲ့တာဖြစ်တယ်။ဒုတိယနှစ်မှာဒါသိရတဲ့အချိန်မှာကျွန်တော် Manchester United ရသွားခဲ့ပြီးမယ်။တနှစ်ကတည်းကကျွန်တော်တို့တွေရခဲ့တာဖြစ်တယ်။အဲ့တော့တတိယနှစ်မှာဒါကျွန်တော် Manchester City တင်းနဲ့ Crystal Palace တို့အသင်းမျိုးနဲ့တွေ့မယ်လို့ကြောင့်မတာပြန်စဉ်းစားကြည့်မယ်ဆိုတော့တော်တော်လေးကိုလွယ်ကူမဲ့အပိုးနဲ့တကူလို့တွက်လို့ရပြီမယ်။ပွားပြီးတော့အထင်သေးလို့တော့မရဘူးလို့မြင်တယ်။ဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်တို့ကျွန်တော်အတွက်ကစဉ်းစားမိတာကျွန်တော်တော်တော်လေးကိုစဉ်းစားမိတဲ့တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်အတွက်ဒါကျွန်တော်တော်တော်လေးကိုဒီနေ့ပွဲစဉ်မှာဟို ် mind over body ဘောနော်ကျွန်တော်ဒါတော်တော်လေးကိုစဉ်းစားမိတဲ့တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့နီးပြအနေနဲ့ဒီနေ့ပွဲစမှာ notan first နီးပြ nuno esperdo santo ဆရာဘာဒီများစဉ်းစားခဲ့တယ်လဲလို့ပဲကျွန်တော်အနေနဲ့တွေးမိတယ်ဘောနော်ဘာလို့ကျွန်တော်ဒီလိုတွေးရလဲဒီလိုဘာလို့တွေးရလဲဆိုတော့လက်ရှိမှာဒါကျွန်တော်နီးပြအနေနဲ့ဒါကျွန်တော်လူငယ်လေးကစားဖြစ်တဲ့ abbot လူကစားသမားမျိုးလည်းထည့်သွင်းခဲ့တယ်ပြင်းတာကျွန်တော်အလန်ငါကိုလည်းဒါကျွန်တော်မိနေပြည့်လည်းမထည့်ခဲ့ဘူး။ဘာကြောင့်များလဲပေါ့နော်။အဲ့ဒါနီးပြနေတဲ့ဒီနေ့ပွဲစမှာ နူနိုအက်စပရဒူဆန်တိုစ်ဒီနေ့ပေါ်စံမှာတိုက်တီကယ်ရဲ့အရန်ကြီး challenging လုပ်ဖို့အတွက် ကြိုးစားခဲ့တာလားဒါမှမဟုတ်ဒီနေ့ပေါ်စံမှာသူတခုခုများအဲ့တော့ပြောချင်တာလက်ရှိမှာ Northern Force အသင်းဒီနောက်ပိုင်းပေါ်စံမှာရှင်းတယ်သူအနေနဲ့ဒါကျွန်တော် full 51ကိုသွားတယ် full back နှစ်ယောက်စစ်စစ်ဒါကွင်းလဲမှာ Morgan Gibbs White တောင်းပန်းမှာ Hudson Udwy Allen ကဒီလိုမျိုးတွဲစီကိုတွေ့ရတယ်ကွင်းလဲမှာလက်ရှိမှာဒါကျွန်တော်နောက်ပိုင်းမှာဒါကျွန်တော်ချီပြန်တက်လာတဲ့ဒါ Dominic Gibbs နဲ့ Elliot Anderson တွဲတွေ့ရတယ်ဒီနေ့ပေါ်စံမှာဘလို့အကြောင်းကြောင်းကြောင်းလည်းတော့မသိဘူးပြလက်ရှိမှာ Northern Force ရဲ့လက်ရှိနီးပြဖြစ်တဲ့ဒါ chart ဖြစ်တဲ့ Apple G ကိုထည့် လာတယ်။ဘာကြောင့်မဲ့လဲတော့မသိဘူးနော်။ဒါကျွန်တော်နည်းနည်းလေးတည်းကျွန်တော်အနေနဲ့ဒါ personally ရဆိုနည်းနည်းလေးကြောင်တောင်းနိုင်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါတယ်။ဒါနီးပြတယောက်အနေနဲ့ဘာလို့ဒီလိုမျိုးလမ်းကိုပဲရွေးချယ်ခဲ့တာလဲ။ဘာကြောင့်လဲ။ပြီးတော့တစ်ဖက်ကကျွန်တော်တို့လက်ရှိမှာပြန်ကြည့်ပြန်တော့လဲဒါကျွန်တော်ပက်မကွာဆိုတယောက်ကလည်းသူလည်းသူလည်းလှုပ်ချင်တိုင်းလှုပ်ထားခဲ့တာပါပဲ။ဒါကျွန်တော်နှစ်ယောက်လုံးကဒီနေ့ပေါ်စမှာဒါလှုပ်ချင်တိုင်းကိုလှုပ်နေတယ်ဒါလူတွေကူဆိုင်တွေမြင်နေရတဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ဘယ်လိုပဲပြုတ်ပြောပါလက်ရှိမှာဒါကျွန်တော်မြည်တို့ပင်စူးစီကမှုဒါကျွန်တော်တို့ တော်တော်လေးကဒါဒီနေ့ပွဲစဉ်က entertainment ဖြစ်ခဲ့တယ်။ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Manchester City အသင်းနဲ့နှစ်ဂိုးသွင်းခဲ့တာမှန်ပေမဲ့ဒီနေ့ပွဲစဉ်မှာ Manchester City အသင်းလည်းဒါတိုင်နေခဲ့တာကော Ortega ခဲ့တာတကြောင်နောက်တန်းနေရောင်းတာတကြောင်ကောဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အမျိုးမျိုးကိုဒါတွေးရတဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလက်ရှိဒါကျွန်တော်တို့ ဟို tactical aspect ကကျွန်တော်လည်းအဲ့လိုကြီးနားမလဲဗါလည်းမဲ့ဒီနေ့ပုံစံမှာ Nuno Espirito Santos ကကစားသမားပဲတန်ရတာဒါမှမဟုတ်ဒါသူ့ရဲ့အသင်းရဲ့ကစားသမားပဲဒါအကျောက်လွန်နေတာလားဒါကိုတော့ကျွန်တော်တော်တော်လေးကိုစောင့်ကြည့်ရမယ်တဲ့မှာပါတယ်မိတို့ပဲဆိုစေကောင်မို့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော် Northern Forest အသင်းနဲ့ကတော့ကျွန်တော်တို့ Manchester City အသင်းအတွက်ကတော်တော်လေးကိုဒါ ထူးထူးဆန်းဆန်းဆန်းနဲ့ဒါကျွန်တော်ပွဲစဉ်တပွဲလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဒါတစ်ဖက်ကဒါကျွန်တော်ပက်ကောလာနဲ့မထူးဆန်းနဲ့ဒါကျွန်တော်အကွက်တီကူဒါအမြဲတမ်းတွေးခဲ့ရပေမဲ့ဒါတစ်ဖက်ကနူနိုအက်စပရက်ဆိုဆန်တိုစ်နဲ့ဒီလိုမျိုးအရေးကြီးတဲ့ပွဲစဉ်မှာဘာလို့မို့လို့ဒီလိုမျိုးဒါကျွန်တော်ကစားသမားဒါကျွန်တော်လူငယ်ကစားသမားတယောက်ကိုထုတ်သုံးရတာလဲဆိုတဲ့မေးခွန်းကျွန်တော်ကတော့ကိုယ့်ကိုမေးမိတယ်။ဒါပေမဲ့ Northern Forest အသင်းရဲ့လက်ရှိနီးပြမှာတော့အဖြေတစ်ခုအနေနဲ့ကျွန်တော်ကတော့ရှိမယ်လို့တော့မြင်တယ်။တိုးပေမဲ့တော့ညာလေလက်ရှိအနေထားရတာကျွန်တော်ဒီလိုမျိုးပွဲစဉ်မှာဒါမျိုးကမလုံတင်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာ ာပါအဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်ကဒီကျွန်တော်တို့ line up ကအများကြီးစကားပြောသွားရမြင်နေ Morgan Gibson ရောကွင်းလယ်မှာမရှိတာ Allen ကဝင်လာချိန်မှာချက်ချင်းဆိုလို့ဒါကျွန်တော်တို့ Northern Forest ရဲ့ tight sector တို့လို့ဒီသာကောင်းသွားခဲ့တယ်ဒုတိယမှာ Allen ကိုလဲလိုက်တဲ့အချိန်ကစပြီးဒါကျွန်တော်တို့ goal ပေါက်ချင်းချောက်မှုကရှိခဲ့ပြီးတော့ဒါကျွန်တော်တို့အဲ Allen ငါပဲတင်နေတာကျွန်တော် Hassan Odoi နဲ့ Allen ကနှစ်ယောက်ထက်ကတစ်ယောက်ပဲလွဲခဲ့တဲ့သဘောမှာရှိအဲ့တော့ပြောချင်တာကအာ Allen ငါလည်းကောင်းနေတာပဲဘာလို့ဒါကျွန်တော်တို့ဒီပြနေတဲ့ဒါကျွန်တော်ပွဲထုတ်ပြီးမတုံးခဲ့လေဆိုတာကတော့ တော်တော်လေးကိုမေးခွန်းထုတ်ချက်ပြတဲ့ဖက်ကတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာတော့ဒါ နီးပြဂွာဒီယိုလာအနေနဲ့ဒါတော်တော်လေးကိုဒါဆက်ဆက်ပြပြအကွက်ပုံစံမျိုးလုပ်ခဲ့တယ်424ပေါ့နော်ဒါကျွန်တော်ကွင်းလယ်မှာနှစ်ယောက်ထားတယ်တိုက်စစ်တောင်းမှမှာဒီနေ့ပေါ်တော့မာမုရှ်ကိုတောင်းမှန်ပုံစံမျိုးပို့ပြီးတော့ကွင်းလယ်ပေါ်ဒါကျွန်တော်စန်တာဖောပုံစံမျိုးဆက်ဆက်ရီကိုလူးဝစ်နဲ့ဂရီဒီအဲ့တော့ဒီနေ့ပေါ်မှာကျွန်တော်ဒါဖောက်တူနေတဲ့ရီကိုလူးဝစ်လေးဂိုးသွင်းသွားတယ်သွင်းသွားတဲ့သွင်းကထက်တန်းဆန်ပါတယ်ဒါကျွန်တော်တော်တော်လေးကိုမိုက်တယ်သွင်းကိုတခုတွေးကြရတယ်ပြီးတော့ဒီနေ့ပေါ်စမှာဒါကျွန်တော်အတွက်ကဒီနေ့ပေါ်စမှာလုံးဝကိုဟိုချီချူရမှာသာသမာကိုဗာစစ်ပဲကိုဗာစစ်ကလက်ရှိချယ်ဆီမှာကြည့်ရအခုချိန်ဒါကျွန်တော် big game player လို့ပြောလို့ ရတယ်။တကယ်ကိုလိုအပ်လာပြီဆိုကိုဗာစစ်နဲ့ဘယ်တော့မှ hide away မလုပ်ဘဲနဲ့အငင်းနဲ့တာကြောင့်ကောင်းမွန်တဲ့ခြေစွမ်းတစ်ခုပြခဲ့။ဒီနေ့ပေါ်စမှာကိုဗာစစ်နဲ့တပွဲလုံးတိုက်တာရလုံးဝ unplayable ပဲ။တစ်ဖက်အသင်းနဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်ပြောခဲ့သလိုပဲကွင်းလယ်ပိုင်းကတစ်ဖက်အသင်းနဲ့ဒီနေ့ပေါ်စမှာစောင့်ကြည့်ရမယ်။ underrated ကွင်းလယ်ဖြစ်တဲ့ကြောင့်မဒါ Dominicus Ellie ရဲ့ Anderson ဒါကျွန်တော်တို့ကွင်းလယ်မှာ Morgan Gisway ဆိုတဲ့အတွဲကိုကျွန်တော်တွေးရမယ်လို့ပြောတယ်။ဒါပေမဲ့တစ်ဖက်က Nuno Espirito Santos ကိုတိုင်းကအဲ့ဒီအကွက်ကြီးကိုဖျက်ပြီးတော့ဝင်လာတဲ့အချိန်မှာတစ်ဖက်ကကိုဗာစစ်တို့ဘနာဒူ Silva တို့ဒါကျွန်တော်အုပ်စုကအကြိုက်ဖြစ်သွားတော့ဒီနေ့ပေါ်စမှာနီးပြကရှင်းတယ်ဗျ။ ဒါသူ့ရဲ့ဒါ first sign နဲ့ကစားသမားတချို့ကို hide လုပ်ထားပြီး green list တောင်မှဒီနေ့ပေါ်စမှာပွဲထွက်လာခဲ့တာကိုတွေ့ရမယ်တဲ့မှာဘာလို့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့ပြီးလဲပြီးရောဒါ Nico Gonzalez ဝင်လာတယ် FIFA ran ဝင်လာတယ် Jeremy Doku ဝင်လာတယ် Gandogan ဝင်လာတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာရေရတခွာတာ Morgan Gisswhite ဒါကျွန်တော်တဖက်ရဲ့နောက်တန်းကဘာဒီယိုရောင်းတာနေတယ်ဒါကျွန်တော်ရောင်းတဲ့ဘောလုံးကနေစင်တာကျွန်တော် Morgan Gisswhite ဂိုးဝင်မှုတည်တည်လေးပဲလုပ်တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒါ Northern Force အသင်းနဲ့အကောင်းဆုံးပြန်လာနိုင်မဲ့အခွင့်အရေးတချို့ရှိခဲ့မယ်တကယ်တမ်းကျွန်တော်တို့ on the elephant မှာတော့ဒါစင်ပေါ်မှာညောက်သွားနေထားမှာဒါ Manchester City တွေးခဲ့တယ်အဲ့တော့ပထမဆုံးသွင်းကိုသွင်းခဲ့ပြီးတော့မှမကြိုက်ချင်မှဒါကြတော့ Manchester City အသင်းနဲ့တွေးပွဲကိုဒါတွေးအေးနဲ့ဥဆောင်မှုကြိုးစားတယ်ဒါ Northern Forest ရဲ့ကစားကွက်ကတော်တော်လေးကိုဒါရီဒီယာတာဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါ မန်ချက်စတာစီးတီးကိုရှင်ဖိုက်မှုတော်တော်လေးကိုမလွယ်ဘူးဒါအက်ဘော့လိုချာတိတ်တွေကိုလည်းပွဲထုတ်ထားခဲ့လို့ဒါအဲအလန်ကမရှိတဲ့တိုက်စစ်ကလည်းတခုခုလိုနေတဲ့တိုက်စစ်ဖြစ်နေခဲ့တယ်ဒါခရစ်ဝူကလည်းဒါကျွန်တော်တို့ဒါတိုက်စစ်တောင်ပေါ်မှာတိုက်စစ်မှုတွေမရှိတဲ့အချိန်မှာသူကိုယ်တိုင်လည်းကြောင်ပြောင်နေတဲ့ movement တွေ့ခဲ့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Nuno Espirito Santos ရဲ့ tactical aspect ရဲ့ analyst ကတော်တော်လေးကိုမှားယွင်းတဲ့အခြေအနေတခုသူသုံးသပ်လာတယ်လို့ကျွန်တော်လည်းမြင်နေအဲ့ဒီ tactical ကဒီနေ့ပေါ်စမှာတတ်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပထမပိုင်းဆိုးဆိုးစစ်စစ်ချီတီအသင်းဂိုးရသွားခဲ့တော်တော်လေးကိုကောင်းသွားခဲ့တဲ့ချက်ဖြစ်တယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာ CD အသင်းရဲ့ခံစက်ကဂိုးမပေးခဲ့ရဘူးဆိုပေမဲ့ဒါခံစက်ပိုင်းလိုအပ်ချက်လေးတွေကတော့ရှိသေးတယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာကျွန်တော် O'Reilly ကိုဆက်လက်ပြီးသဘောကျနေစေဖြစ်တယ်တလုံးဆိုဒါ O'Reilly နဲ့ကျွန်တော်ဒါတစ်ဖက်ရဲ့နောက်တန်း2ယောက်လောက်ကိုဒါမှွေနှောက်ပြီးတော့ဂိုးသွင်းလို့ဖြစ်ခဲ့ပေမဲ့တစ်ဖက်ရဲ့နောက်တန်းကပဲတတ်မှန်ပြီးပိတ်သွားကြ O'Reilly ဂိုးမရခဲ့အဲ့တော့ အိုရိုင်လီနေနဲ့လာမစ်နွေရာဒီမှာကျွန်တော်အတွက်ဆိုရင်တော့မန်ချက်စတာစီးတီးအသင်းအတွက်တကယ်ကိုအားကိုအားထားရမယ်ဒါကျွန်တော်တို့ခံစစ်မှုတစ်ယောက်ဖြစ်လာတာမို့ကျွန်တော်ဒါဖူဘက်တစ်ယောက်ဖြစ်လာမှာလက်ရှိမှာဒါကျွန်တော်လာမစ်နွေရာဒီမှာစီးတီးအသင်းနဲ့ဖူဘက်ကစားသမားဝယ်ယူဖို့စူးစမ်းနေတဲ့အချိန်မှာဒီကစားသမားအတွက်ဒီနေရာမှာဒါတော်တော်လေးကိုဒါအမ် ။နေရာတစ်ခုရအဲ့တော့ဒါပေမဲ့ override ကိုကျွန်တော်အနေနဲ့ပြောမှာ inverted ပဲဆော်မလား full back ပဲဆော်မလားသူ့ရဲ့အရာမောင်သူ့ရဲ့ trauma ပုံစံကြောင့်ကျွန်တော်ကသဘောကျတယ်။ override နေနဲ့ pep guardiola လက်အောက်မှာအနာဂတ်ရှိတဲ့လူငယ်တယောက်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဒါပေမဲ့အရေးကြီးတာကဒီနေ့ပွဲစဉ်မှာ Manchester City တဲ့9ပွဲရရှိခဲ့ပြီးတော့ FA Plus semi final ကနေပြီးတော့ final ကိုထိုက်တဲ့နံပါတ်တလှမ်းခဲ့လို့မြင်တယ်။တစ်ဖက်ကဒါ Northern Forest အသင်းနဲ့အခုလက်ရှိမှာတော့ဒီနေ့မှာဒါကျွန်တော် Northern Forest နဲ့ကျွန်တော်ဒါ Aston Villa အသင်းကိုစိတ်ပူတယ်။လက်ရှိမှာကိုယ်အသင်းကိုတော့စိတ်ပူတာမဟုတ်သူများအသင်းစိတ်ပူတာပေါ့နော်။ Aston Villa အသင်း နဲ့ Northern Forge ကိုစိတ်ပူတယ်။ဘာလို့လဲဆိုတော့လက်ရှိမှာဒီနှစ်သင်းရဲ့လက်ရှိလောက်ခလာစားတော်တော်လေးကိုမြင်နေအထူးသဖြင့် Aston Villa တဲ့ လက်ရှိမှာဒီနှစ်သင်းလုံးသာဥရောပဝင်ဝင်ချန်ပီယံလိဂ်ကိုဒါဝင်ဝင်သာမရခဲ့ဆိုနှစ်သင်းလုံးလာမယ့်နေရာဒီမှာလူတွေတော်တော်များများရောင်းရဖို့အခြေအနေကိုကျွန်တော်အနေနဲ့တွေ့ရဖို့ရှိတယ်။အဲ့တော့လက်ရှိမှာဒါ Northern First သင်းနဲ့ခုလက်ရှိမှာဒါ Premier League မှာပဲဒါကျွန်တော်ချန်ပီယံလိဂ်ဝင်ဖို့အတွက်အကြီးအကျယ်စ조사ရတော့မှာဖြစ်တယ်။လက်ရှိမှာ Northern First ကြံနေသေးတဲ့ပွဲကလည်းအရန်ကြီးလွယ်ကူနေတဲ့ပွဲစဉ်တွေတော့မဟုတ်ဘူး။ Northern First သင်းနဲ့လက်ရှိမှာဒါပွဲချက်တချို့ကြံသေးတယ်ကျွန်တော်အနေနဲ့မြင်ရတယ်။ဒါလက်ရှိမှာဒါချန်ပီယံလိဂ်လူပေါ်လူပဲချက်စီးနေတော့တွေ့ရဖို့ရှိသေးတယ်လို့သိရတယ်မှာ။အဲ့တော့စီးသင်းတို့ကတော့ရှင်းတယ်အခုလက်ရှိမှာဒါတို့လုံးနေ သားပုံမှန်တိုင်းလို့သွားတယ်လာလာမဲ့ရက်ဒီမှာဒါကျွန်တော်တို့အနေနဲ့ဘာမှမရှိကြားရတာဘာမှမရှိတို့အနေနဲ့ AACC နားလို့ရမယ်ပြီးတော့ဒါကျွန်တော် Premier League ဒါ FA Player ပုံစံမျိုးပဲ AC သွားဖို့ရှိတယ် Premier League လက်ရှိပုံစံမျိုးရတပတ်တပွဲပဲကဲမှာဖြစ်တဲ့ကြောင့်လို့ FA Player လည်း AACC မှာ Final မှာကဲတော့ဖြစ်ကြောင်း CD သင်းတော့က AAC ဖြစ်သွားပြီအဲ့တော့ကျွန်တော်မြင်တာ Guardiola ဒါလက်ရှိမှာဒါကျွန်တော်အကွက်တွေဆွတ်ဆတ်ဆန်းတယ်လို့မြင်နေတယ်ဒါပေမဲ့လက်ရှိမှာသူဆန်းတဲ့အကွက်တွေကလည်းအလုတ်ဖြစ်နေရဲ့အလုတ်ဖြစ်နေတာကိုတွေးရမယ်အတွက်ကြောင့်မို့လက်ရှိမှာ Manchester City အသင်းကတော့ဒါ Champion League ဆမ်မေရုံဘုံကကြတာ FA ဘလာ finalist ဖြစ်သွားခဲ့ဖြစ်ပါတယ်။လောက်ပါပဲ။ Congratulations ပါ Manchester City သိရင်လောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုနဲ့ TV4 ရောမှာကျေးလူ support ကိုကြည့်လို့ရပါတယ်။များများလေးလက် clip ဖို့မမေ့ကြပါနဲ့။အောက်က comment ရဲ့မှာလေး Youth Sport Media 3 point ဆိုနဲ့ TV4 ရော link တွေကို ထည့်ပေးထားကြတော့များစွာကူညီပေးလို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျမြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတမိုင်းကောင်းမွန်တော်နေနေဖြစ်ပါစုံမကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC ဒူစာတော့ဗောဒေးပါဗျ